န်းငါးနေပြီးအခန်းကိုပြတ်အပ်တဲ့အချိန်စပုံငွေတပြားမှပြတ်မရလာတာကြုံဘူးကြလားမသိဘူးဒီအဖြစ်ပြက်ကဒီနေ့ငါလာပိုင်းတရက်နေ့ထိုင်းနိုင်ငံပူကက်မှာဖြစ်သွားခဲ့တယ်ဖြစ်စဉ်ကတော့အသက်16နှစ်အရွယ်ယူကရိန်းအမျိုးသမီးတဦးကထိုင်းနိုင်ငံပူကင်မှာရှိတဲ့ကွန်ဒိုအခန်းတစ်ခန်းကိုငှားနေခဲ့တယ်။အဲ့ဒီကွန်ဒိုတိုက်ခန်းပိုင်ရှင်ကထိုင်းလူမျိုးဖြစ်တယ်ရှင့် ပိုင်ရှင်ကဒီကွန်ဒိုကိုဝယ်တာငါစားဖို့အတွက်ဝယ်တာရှင်ဒါပေမဲ့သူကိုတိုင်မစီစဉ်ဘူးသူအေဂျင်စီကိုငါပြီးအကုန်လုံးစီစဉ်ခဲ့တဲ့ဒါကြောင့်အေဂျင်စီလည်းလန်ငါတဲ့သူကိုရှာပေးတဲ့နောက်ဆုံးအေဂျင်စီနဲ့ဒီ UK အမျိုးသမီးကတွေ့သွားတဲ့ငါတူပေါ်ရှင်ငါတူက2024လေးလပိုင်း25ရက်နေ့မှာအဲ့ဒီအခန်းကိုငါနေဖို့အေဂျင်စီနဲ့တနစ်စာချုပ်ချုပ်လိုက်တဲ့ စပေါ်ငွေပတ်3200လဲပေးလိုက်တယ်တရှင်ငားနေသူကဒီအခန်းကိုငားနေတာပါပြဿနာမှမရှိဘူးတရှင်ဒီနှစ်2025 3လပိုင်း26ရက်နေ့မှာတော့ငားသူက agency ကိုဆက်တွေ့သွားတယ်ဒီလပိုင်း26ရက်နေ့ကျရင်အခန်းကိုပြန်အပ်မယ်ငားသူက agency ကိုအဲ့လိုမျိုးပြောသွားတယ်ရှင်ပြီးတော့ငားသူကစပေါ်ငွေကိုပြန်တောင်းတယ်ဒါကြောင့် agency လည်းအခန်းပိုင်ရှင်ကို ငါတူကစပွန်ငွေပြန်တောင်းနေပြီလို့ပြောတယ်။အခန်းပိုင်ရှင်လည်းအေဂျင်စီကိုပြန်မေးလိုက်တယ်ရှင်။အဲ့ဒီအခန်းကိုတွားစစ်ဆေးပြီးပြီလားပေါ့။ပြက်စီးတာတွေရှိလားဆိုတာဒါပေမဲ့အေဂျင်စီကမစစ်ရသေးဘူးလို့ပြောတယ်။ဒါကြောင့်အခန်းပိုင်ရှင်လည်းအခန်းမစစ်ရသေးပဲနဲ့ဘာလို့စပွန်ငွေပြန်ပေးရမလဲ။ ပြီးတော့အခုငါကနေမှာငါနေ့ကိုပိုက်ဆံပေးပြီးစီစဉ်ခိုင်းတာလုတ်ခိုင်းတာအဲ့တော့တာဝန်ယူပြီးဆက်လုပ်လို့အခန်းပိုင်ရှင်ကအေဂျင်စီကိုပြောလိုက်တယ်ရှင်ငါသူက15ရက်နေ့ကျရင်အဲ့ဒီအခန်းကနေထွက်လာပြီး16ရက်နေ့ကျရင်အခန်းပြန်အပ်မယ်ပြောတယ်16ရက်နေ့လဲရောက်ရောငါသူကအဲ့ဒီအခန်းတက်ကနေထွက်မလာဘူးထွက်လာခိုင်းလဲမထွက်ဘူးရက်လွတ်နေတယ်ဒါကြောင့်28ရက်နေ့မှာတော့ အေဂျင်စီကရဲကိုခေါ်ပြီးအဲ့ဒီအခန်းကိုသွားလိုက်တယ်။ရဲလည်းအေဂျင်စီနဲ့ငါသူကိုညှိနှိုင်းပေးလိုက်တယ်ရှင်။ငါသူက73ရက်အပိုနေတဲ့ငါသူအပိုနေလိုက်တဲ့73ရက်ကိုအေဂျင်စီကရဲနဲ့တွေ့လိုက်တယ်ရှင်။တရက်300လား900လားဆိုတာအဲ့လိုမျိုးတွေ့လိုက်တယ်ပြည်တော်ငါးတူကမီးဖိုးမရှင်ရတာပတ်9000ရှိတယ်ရေဖိုးလည်းမရှင်ရတာ2000ရှိတယ်ပြည်တော်အေယာကွန်စေဖိုးနဲ့အခန်းတန့်ရေလှုပ်ဖိုးလည်း ငါးတူကရှင်းပေးရမယ်ဒါကြောင့်တော်တော်လာလာငါးတူကိုပြန်ပေးရမယ်စပွန်ဝေကဘက်9000ပဲကျန်နေရှင်ဟိုနှုတ်ဒီနှုတ်လိုက်လို့ငါးတူကမကျေနပ်ဘူးဘာလို့တူကဒီလောက်ပဲရတာလဲတူစပွန်ဝေပေးတော့ကဘက်3200ဘာလို့9000ပဲပြန်ရတာလဲဗောရှင်ဒီကိစ္စကြောင့်ပဲငါတူအဲ့ဒီယူကရိန်းအမျိုးသမီးကမကြေမနက်ဖြစ်ပြီးအခန်းထဲကပစ္စည်းတွေကိုအကုန်လုံးဖျက်ဆီးပစ်လိုက်တယ် ခန်းစီယောကအစဘာမှရစရာမရှိတော့ရှင်နေရံတွေပေါ်မှာလဲဘာတွေရှောက်ရေးဘာတွေရှောက်ဆွဲထားမှလဲမသိဘူးတချို့ဆိုလဲပုံတွေ့မိတတ်မှာပါရှင်အဲ့လိုမျိုးဥပုံတွေလဲဆွဲထားတာအများကြီးပဲခက်မများကတော့အခန်းကိုတွားငါတိုင်းအဲ့လိုမျိုးစာချုပ်ထဲမှာအခန်းပိုက်ရှင်တွေကရေးထားပြီးသားရှင် ကိုတော့အခန်းပြက်စီးသွားတာမမဟုတ်ပြက်စီးတခုခုပြက်စီးသွားရင်ကိုကယော်ရမယ်ဆိုတာသူတို့စာချုပ်ထဲမှာထည့်ရေးထားပြီးသား ကိုတကယ်လို့ပြန်တော့သူတို့နှုတ်လဲဘာမှမဖြစ်ဘူးရှင်စပုံငွေပြန်မရလဲဘာမှမဖြစ်ဘူးဒါပေမဲ့တချို့အခန်းပိုင်ရှင်တက်ခန်းပိုင်ရှင်တွေကလေရှင်ကိုဝင်လာတော့ကအခန်းကအဲ့လိုမျိုးကိုထွက်လာတဲ့အထိအခန်းကအရင်လိုအရင်တိုင်းပါမှပြက်စီးမသွားတာလေသူတို့စပုံငွေပြန်မပေးရှင်လို့ဟိုအပြစ်တင်ဒီအပြစ်တင်ဟိုပြက်တယ်ပြောဒီပြက်တယ်ပြောပြီးအကြောင်းပြချက်အမျိုးမျိုးပေးပြီးစပုံငွေတပြားမှပြန်မပေးရှင်တဲ့အခန်းပိုင်ရှင်တိုက်ခန်းပိုင်ရှင်တို့လည်းတကယ်ရှိတယ်ပြီးတော့အများကြီးရှိတယ်ရှင် သူငယ်ရှင်တို့ကြုံဘူးကြလားမသိဘူးရွှေအခန်းနေငားနေလားတမရတော့တခါမှစပွန်ွေပြန်မရဘူးရှင်ပြီးတော့တကယ်လဲကိုသူတို့ပစ္စည်းကိုယူပြတ်တာတွေရှိရဲသူတို့နှုတ်လဲနားလဲတဲ့ဒါပေမဲ့တချို့နေရာခါကြတော့လေရှင်စပွန်ွေပြတ်မရတဲ့တင်မကဘူးသူတို့ရော်ပေးရတဲ့ဟာတွေလည်းရှိရဲကိုတိုင်ကြုံဘူးတယ်ရှင်ဟိုဟာပြတ်တယ်ပြောဒီဟာပြတ်တယ်ပြော အမှန်ဆိုအစကတည်းကပြတ်နေတာကိုหนีလိုက်မှ तू ပြတ်တာမဟုတ်တလို့ထွက်တော့မဲ့အချိန်မှာကိုလို့ပြတ်တယ်လည်းမဟုတ်ဘူး အဆက်ကလေးကသူပြက်တယ်ဒါပေမဲ့ကိုကသူ့တို့ကိုမတိုက်ဘူးဒါကြောင့်ကို့ပြစ်ဖြစ်သွားတဲ့ကိုရော်ပေးလိုက်ရတဲ့အဲ့ဒါတွေလည်းရှိခဲ့ဘူးတဲ့ grand အမျိုးသမီးသူစပုံငွေအကုန်လုံးပြန်မရလို့သူစိတ်ဆိုးတော့ကိုနားလေတယ်ရှင်ဒါပေမဲ့သူဒီလောက်ထိဖြက်စီးဆရာတော့မလို့ဘူးထင်တာပဲရှင် agency ပြောတာကတော့ grand အမျိုးသမီးကအဲ့ဒီ booking မှာပဲရှိနေလောက်တည်တယ်လို့ပြောတယ်ရှင်